မင်္ဂလာပါရှင်တော်လန်ရဲဘော်များအားလုံး ਨੇ တော်လန်ပြည်သူများအားလုံးဘေးရန်ကင်းကွာရှင်လန်းကျန်းမာကြပါစေရှင်22ရက်6လ2025ရက်နေ့တရက်တာတွင်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုနှင့်ခဲယမ်းရိတ်ခါထောက်ပို့မှုမတန်များကိုကျမတို့ဝေဟင်း channel မှာတင်ဆက်ပေးတော်မှာဖြစ်ပါတယ်ရှင်ကမ်ဘလူးမြို့နယ်တနရာသို့တရက်ဦးလေကျန်းမာတက်တော် jet fighter တစ်စီးဖြင့်မနက်တနာရီ25မိနစ်တနာရီ29မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ပေါင်မြွနယ်တနရာတို့တရတ်ဦးလေတပ်မှတသောဝိုင်တွဲစစ်ထောက်ပို့ပုံကျဲလင်းရင်တစည်းဖြင့်မနက်9:20မိနစ်ခန့်အချိန်မှစတင်ပြန်ဝဲကဘုံကျဲလေကြောင်းတိုက်ခိုက်မှုများခုနှစ်ကြိမ်ခန့်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။တဝိချင်းမြွနယ်တနရာတို့မိတ်ဒီလာလေတပ်မှတသောဂျက်ဖိုင်တာတစည်းဖြင့်မနက်9:32မိနစ်တရတ်ဦးလေတပ်မှတသောဂျက်ဖိုင်တာတစည်းဖြင့်မနက်10:09မိနစ် နေပြီးတော့လေတက်မှတတော် Jet Fighter နှစ်စီးဖြင့်ညနေ၄နာရီ29မိနစ်၄နာရီ35မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှု၄ချိန်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ဝိုင်းမော်မြို့နယ်တနင်္လာသို့မြကြီးနားလေတက်မှတတော် Jet Fighter တစ်စီးဖြင့်မနက်၁၀နာရီ39မိနစ်ခန့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှု၄ချိန်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ဗမော်မြို့နယ်တနင်္လာသို့မိထီလာလေတက်မှတတော် Jet Fighter နှစ်စီးဖြင့် နေ့လယ်12:43မိနစ်12:54မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ကချင်ပြည်နယ်ဆော့လော်မြို့နယ်တနရာသို့တတအူးလေတပ်မှတပ်တော် Jet Fighter နှစ်စီးဖြင့်နေ့လယ်12:23မိနစ်12:25မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်သွားခဲ့ပြီးတတအူးလေတပ်မှတပ်တော်ဝိုင်းတွဲစစ်ထားဖို့ဘုံကျဲလေရင်တစ်စီးဖြင့်ညနေ9:45မိနစ်ခန့်အချိန်မှစတင်ပြောင်းဝဲကာ ုံးချင်းလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။နထိုးကြီးမြို့နယ်တနရာသို့မိတိလာလာမာတာမာတသောစက်တက်လေဒီပါရာမိုတာ6စီးဖြင့်ညနေ9:18မိနစ်9:33မိနစ်ခန့်အချိန်တို့မှစတင်ပြောင်းဝဲကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ကဏီမြို့နယ်တနရာသို့မုံရနာမခမှတသောစက်တက်လေဒီပါရာမိုတာ2စီးဖြင့်ညနေ6:16မိနစ် 6နာရီ7မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတက်ခိုင်းမှု2ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်22ရက်6လ2025ရက်နေ့တွင် အကြံဖတ်စစ်ကောင်စီအနေဖြင့်တရက်ဦးလေတက်နေပြည်တော်မြစ်ကြီးနာမိထီလာလေတက်များမှဇက်ဖိုက်တာပြန်တက်မှုအကြိမ်ရေ52ကြိမ်ခန့်ရှိခဲ့ပြီးမန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်းကချင်ပြည်နယ်တို့တွင် လေကြောင်းတက်ခိုင်းပြန်တက်မှု23ကြိမ်ခန့်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည် မိဘပြည်သူများအနေဖြင့်အကြမ်းဖက်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုအနေများမှကာကွယ်နိုင်ရန်ဝေဟင်သတင်းပေး Telegram Channel အားဆောင်ကြည့်ခြင်းမိမိနယ်မြေရှိသက်ဆိုင်ရာတော်လှန်ရေးအဖွဲ့များ၏တရိပ်ပေးထုတ်ပြန်ချက်များကိုလေစာလိုက်နာ၍နေထိုင်ကြပါရန်တိုက်တွန်းလို့ဆိုအပ်ပါသည်ယခုဖော်ပြခဲ့သောသတင်းများမှာကျမတို့ဝေဟင် Channel မှာလက်လန်းမီတို့ရရှိထားသောသတင်းများဖြစ်ပြီးကျမတို့မရရှိခဲ့သောလေကြောင်းတိုက်ခိုက်မှုများလည်းကြန့်ရှိနေနိုင်ပါသေးသည်မိဘပြည်သူများအနေဖြင့် လေရင်ဖြတ်တန်းတည်တဲ့နဲ့လေချောင်းတိုက်ခိုက်မှုများကိုသိရှိရပါကဝေဟင် Telegram Channel ၏သတင်းလက်ခံအကောင့်ဖြစ်သော ဝေဟင် Scope တို့ဆက်သွယ်သတင်းပို့ပေးကြပါရန်မြစ်တမ်းရက်ခံအပ်ပါတယ်ရှင်။ယခုကဲ့သို့လေချောင်းတိုက်ခိုက်မှုသတင်းများအားနေ့စဉ်ကြည့်ရှုနိုင်ရန်ကျွန်တော်ဝေဟင် YouTube Channel အား Like and Subscribe ပြုလုပ်ထားပေးကြပါအောင်နော်။မိဘပြည်သူရဲဘော်များအားလုံးဘေးကင်းလုံခြုံကြပါစေရှင်။